ဒီဗီဒီယိုလေးမှာတော့အကြောတကားမှမတင်ပေးဘူးတဲ့နာမည်ကြီး YouTuber တွေအသုံးများတဲ့ Documentary Editing Style လုပ်နည်းနှမျိုးကိုပြပြပေးမှာဖြစ်ပါတယ်။ဆိုတော့တွားပြီးတော့ကြည့်လိုက်အောင်။ ဝင်မောင်းဆောင်ကြော်ဒီ align motion နဲ့ဝင်လိုက်မယ်ပြီးွားရင်ကြော်ဒီ black icon လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးွားရင်ကြော်ဒီ69မှာတစ်ချက်ရွေးလိုက်မယ် okay ပြီးွားရင်ကြော်ဒီ background တစ်ခုကိုကျွန်တော်တို့ add မယ်ပေါ့နော်ကျွန်တော်အပေါင်းလေးကိုနှိပ်လိုက်ပါပြီးွားရင်ကြော်ဒီ media ကိုနှိပ်နှိပ်ပြီးွားရင်ကြော်ဒီမှာ background တစ်ခုကို add လိုက်မယ် okay ပြီးွားရင်ကျွန်တော်တို့ဒီကောင်လေးကိုဟွာလောက်ပဲ5 second လောက်ပဲထားလိုက်ပါနော် okay ကျွန်တော်ဒီ5 second လောက်ယူလိုက်မယ်ပြီးွားရင်ကျွန်တော်ဒီကောင်လေးကိုဖြတ်လိုက်မယ် okay okay ရသွားပြီ background ရသွားပြီဆိုရင်ကျွန်တော်တို့ကဒီဘာလုပ်မလဲဆိုတော့ဒီ black icon လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးွား န်ကျော်ဒီမရဒန်ငယ်ရှိတ်လေးကိုတစ်ချက်ယူလိုက်ပါယူပြီးဝိုင်းကျော်ရဲ့အက်ဒစ်ရှိတ်ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီကောင်ဟိုဘက်ဒီဘက်ကျော်ဆွဲပြီးတော့ဆန်လိုက်မယ်နော်โอเคဟိုဘက်ဒီဘက်အညီလေးဆွဲလိုက်မယ်โอเคပြီးဝိုင်းကျော်ဒီကာလာကြီးကိုကျော်တို့ကမကြိုက်ဘူးမကြိုက်တဲ့အတွက်ကြောင့်ကာလာချိန်မယ်ကျော်တို့ပြန်ထွက်လိုက်မယ်ကာလန်ဖေးဒါဝင်မယ်ကြိုက်တဲ့ကာလာရွေးလို့ရရပါကျွန်တော်ဒီမှာမြင်တောင်လို့အညီလေးနဲ့လှုပ်ပြလိုက်မယ်โอเคပြီးဝိုင်းကျော်တို့ပြန်ထွက်လိုက်မယ်ထွက်ပြီးဝိုင်းကျော်တို့ကဘာလုပ်မလဲဆိုတော့ဒီ blending opacity ကိုဖွင့်လိုက်ပါဖွင့်ပြီးကျော်ဒီ dark tone လေးကိုရွေးလိုက်ပါပြီးရင်ကျော်ဒီ multi plane လေးကိုတစ်ချက်နှိပ်လိုက်ပါ ။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီပုံစံလေးရသွားပြီ။ပြန်ထွားလိုက်မယ်။ကျွန်တော်ဒီတန်ခိုးညှိလိုက်မယ်။ညှိမယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်ဖိထားလိုက်မယ်။ဖိပြီးတော့ကျွန်တော်ဒီကောင်လေးကိုဖြတ်လိုက်မယ်ပေါ့နော်။ Okay ဒါလေးကိုလည်းကျွန်တော်ဒီအဲတညှိတဲ့ဖိအောင်လို့ဟိုဘက်နဲ့ကျွန်တော်ဆွဲညှိလိုက်မယ်။ Okay ဒီတိုင်းလေးရပါပြီရပါပြီဆိုရင်ကျွန်တော်ဒီ rectangle လေးကို animation ပေးမယ်တစ်ချက်နှိပ်လိုက်ပါ effect ကိုတစ်ချက်နှိပ်ပြီးရင် add effect ကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ကျွန်တော်တို့အဲ့မှာ set clip မှာရိုက်ရှာလိုက်အဲကျွန်တော်ဒီ circular ဆိုတာလေးကိုရိုက်ရှာလိုက်ပါ okay ဒီမှာ circular ribbon ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါ โอเคပြီးဝင်ကြောဒီ standard setting လေးကိုတစ်ချမ်းနှိပ်လိုက်နှိပ်ပြီးဝင်ကြောဒီမှာ frequency ကိုတစ်ချမ်းနှိပ်လိုက် frequency နေရာမှာကြောကဒီ file လောက်ပဲထားလိုက်မယ်เนาะ file ပဲထားလိုက်မယ်โอเคပြီးဝင်ကြောဒီ face နေရာလေးကိုတစ်ချမ်းနှိပ်လိုက်ပထမဆုံး key frame တစ်ခုချလိုက်မယ်ပြီးဝင်ကျွန်တော်အဆုံးမှာ key frame တစ်ခုချလိုက်မယ်အဆုံး key frame မှာကြတော့ကျွန်တော်ကအဟွာလောက်ထားလိုက်မယ်ပေါ့เนาะဒီ -2.5 လောက်ကျွန်တော်ထားလိုက်မယ်โอเคပြီးရင်ကြတော့အမှန်လေးချစ်လိုက်မယ်အကုန်လုံးထွက်ပြီးတော့ကြည့်လိုက်မယ် โอเคဒါဆိုရင်ကျွန်တော်ဒီတိုင်းလေးရတယ်အဆင်ပြေတယ်เนาะအဆင်ပြေတယ်ဆိုရင်ကျွန်တော်ရတန်ငယ်လေးကိုထပ်ပြီးတော့ထောက်လိုက်မယ်အဲပြီးရင်ကျွန်တော်ဒီမှာ edit shape ကိုတစ်ချက်ဝင်မယ်ကျွန်တော်တို့ animation ထပ်ပေးမယ်ကျွန်တော်ဒီ wine လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးွားရင်ကျွန်တော်ဒီမှာ key frame လေးတစ်ခုချလိုက်ပြီးွားရင်ကျွန်တော်ဒီဘလောက်မှလဲဆိုတော့ဟိုပုံမှန်ပေါ့1 second လောက်ပေါ့เนาะအဲ့လောက်မှကျွန်တော်မှန်ပြီးတော့ key frame လေးတစ်ခုချလိုက်မယ်โอเคကျွန်တော်တို့ပြီးွားရင်ပထမ key frame ကိုလာမယ်လာပြီးွားရင်ကျွန်တော်ဒီကောင်လေးကို wine လေးကိုကျွန်တော်တို့0တစ်ချက်ပြောင်းလိုက်မယ်โอเคပြီးွားရင်ကျွန်တော် grad လေးကိုတစ်ချက်နှိပ်မယ် ီဝမ်တော့ဒီမှာအစင်အစောက်လေးကိုတစ်ချက်ထည့်လိုက်မယ်။ Okay တစ်ချက်ပြန်ပြီးတော့ကြည့်အောင်။ Okay ဒီပုံစံတိုင်းလေးရပါပြီ။ဒါဆိုရင်တော့တော်တော်လေးအဲ smooth ဖြစ်တဲ့ animation လေးတစ်ခုရပါပြီ။ကျွန်တော်တို့အဲ့မှာဒီတိုင်းကြည့်ရမလောက်ကျွန်တော်ဘာလို့ချင်တာလဲဆိုတော့ဒီ touch တစ်ခုကိုထည့်ချင်တာဆိုတော့ကျွန်တော်ဒီမှာစထွက်တဲ့နေရာလေးကိုတစ်ချက်အမှတ်မှတ်လိုက်ပါ။ cursor ချလိုက်ပါ။ချပြီးရင်ကျွန်တော်ဒီမှာ plate icon လေးကိုနှိပ်လိုက်ပြီးရင်ကျွန်တော် touch ကိုထည့်ချင်တဲ့ touch တစ်ခုခုပါနော်။ကိုယ့်ရဲ့ project နဲ့ကိုက်နေတဲ့ touch တစ်ခုခုထည့်မယ်။ Okay ကျွန်တော်ဒီမှာ example ပဲထည့်ပြလိုက်မယ်။ and documentary and video editing လို့ထည့်ပြလိုက်မယ်နော် editing tutorial လို့ထည့်လိုက်မယ်နော် okay ကျွန်တော်ဒီတိုင်းလေးထည့်ပြသွားပြီဆိုရင်ကျွန်တော်ဒီစာလေးကို color ချိန်လိုက်မယ်ကျွန်တော်အဖြူလေးထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ alignment ကိုကျွန်တော် center လေးထားလိုက်မယ်ပေါ့နော် okay ပြီးရင်ဒီမှာ font နဲ့ design တွေပါရွေးလို့ရတယ်ကျွန်တော်ကြာသွားမှာဆိုလို့မရွေးပြတော့ဘူးဒါတွေကကျွန်တော် basic တွေမှာအကုန်လုံးသင်ပြီးသွားပြီတကယ်လို့ basic မသိသေးဘူးဆိုရင်ကျွန်တော် channel ထဲမှာသွားကြည့်လို့ရပါတယ် okay ပြီးရင်ကျွန်တော်ဒီကောင်လေးကို နည်းနည်းလေးဆွဲချက်လိုက်မယ် site ကလေးကို okay ဒီလောက်ဆိုရင်ကျွန်တော်တို့အဆင်ပြေတယ်အမှန်လေးချက်လိုက်မယ်ပြီးတော့ကျွန်တော်တို့ border and shadow တွေဝင်ပြီးတော့ကျွန်တော်ဒီမှာဒီ shadow လေးတစ်ချက်ဖွင့်ပေးလိုက်နော်ဖွင့်ပြီးရင်ကျွန်တော်တို့ဒီ glow ပုံစံလေးဖြစ်အောင် white color လေးထားလိုက်မယ်နည်းနည်းလေးဆွဲလိုက်မယ် โอเคဒီတိုင်းလေးရသွားပြီโอเคဒါဆိုရင်ကျွန်တော်ကဒီ chat ကလေးကိုလည်းကျွန်တော် animation ပေးမယ်ပေါ့နော်အဲ့ဒါမှလှမှာဆိုတော့ကျွန်တော်ဒီမှာ effect ကိုတစ်ချက်ဝင်လိုက်မယ်ပြီးရင်ကျွန်တော် add effect ကိုတစ်ချက်ဝင်လိုက်မယ်ပြီးရင်ကျွန်တော်ဒီ search bar လေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီ wide flow ရိုက်ရှာလိုက်ပါโอเคကျွန်တော်ဒီမှာ wide flow ရပြီ wide flow ရပြီဆိုရင်ကျွန်တော် icon လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်ဒီ and transaction in အဝင်လေးကိုကျွန်တော်လုံးချင်လာဆိုတော့ကြောင်းဒီမှာ transaction in rise ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ okay ပြီးတော့ကျွန်တော်သူ key frame ပေးထားတဲ့နေရာကိုတစ်ချက် ထောက်လိုက်အန်လေးကိုတစ်ချက်နှိပ်လိုက်ဒါမှသူ key frame ကအရင်မြန်နေတယ်အဲကျော်တို့ကကို project နဲ့ကိုက်အောင်လို့လုပ်ပေါ့ကျော်ဒီမှာနည်းနည်းလေးဆွဲချဲ့လိုက်မယ်โอเคကျော်ဒီလောက်လေးမှထားလိုက်မယ်โอเคတစ်ချက်ကြည့်လိုက်မယ်โอเคဒီတိုင်းလေးဆိုရင်အဆင်ပြေပါတယ်โอเคဒါဆိုရင်ကျော်အကုန်လုံးပြန်ပြီးတော့ play ကြည့်အောင်โอเคဒါဆိုရင်တော်တော်လေးဒီ smooth ဖြစ်တဲ့ animation လေးကိုကျွန်တော်ရောက်သွားပြီပဲဖြစ်ပါတယ်โอเคမလိုချင်တဲ့နေရာလေးကို cut လုပ်လိုက်မယ်ပြီးတော့ကျွန်တော်ဒီကောင်လေးကိုဖိပြီးတော့မညီသေးဘူးဆိုရင်နောက်ကိုဆွဲချလိုက် โอเคပြန်ပြီးတော့ play ကြည့်အောင်ဟုတ်ရဲ့ဒါဆိုရင်တော်တော်လေးအဆင်ပြေသွားပြီပဲဖြစ်ပါတယ်အမ်ပြီးရင်ကျွန်တော်ဒီကောင်လေးကိုအမ် export ထုတ်လိုက်ရပါပြီเนาะโอเคပြီးရင် save လေးကိုနှိပ်လိုက်ပါ ဒီကျွန်တော်ထုံးစံနိုင်မယ် live motion လေးကိုတစ်ချက်ဝင်လိုက်ပါပြီးရင်ကျွန်တော်တို့ plat icon လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်ဒီမှာ69ရွေးပြီးတော့ create from တစ်ချက်နှိပ်လိုက်ပါ okay ပြီးရင်ကျွန်တော်ဒီ background တစ်ခု add လိုက်မယ်ပေါ့နော် okay ကျွန်တော် media တွေဝင်မယ် okay ကျွန်တော်ကိုလောက်ကျင်တဲ့ background လေးကိုကျွန်တော်တစ်ချက် add လိုက်မယ် sound wise ဆိုရင်ကျွန်တော်ဒီကောင်လေးကိုကျွန်တော်က animation ပေးကျင်တာအလံလေးကိုလှုပ်နေတဲ့ပုံစံလိုချင်တာတစ်ချက်နှိပ်လိုက်ကျွန်တော်တို့ effect တွေဝင်မယ် add effect ကိုဝင်မယ်ပြီးရင်ကျွန်တော်ဒီကောင်လေးကိုတစ်ချက်ရိုက်ရှာလိုက်ပြီးရင်ကျွန်တော်ဒီမှာ with reflow ရှိရဲအဲကောင်လေးကိုတစ်ချက်ရိုက်လိုက်ပါတယ်ရိုက်ပြင်းကျောင်းနှိပ်လိုက်ပါနှိပ်ပြီးတော့ကျော်ရက်ဒီဘယ်ဘက်ကိုသွားနေတဲ့ပုံစံလေးလိုချင်တာအဲ့တော့ကျော်ဒီမှာ flat way left ဆိုတာလေးရှိကြအဲကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ Okay ကျော်ရက်ပြင်းပြန်ပြီးတော့ play ကြည့်အောင် Okay ဒီပုံစံတိုင်းလေးရတယ်အဆင်ပြေပါတယ်ဒီအလံလေးကိုတစ်ချက်နှိပ်လိုက်ပါတစ်ချက်ပလေးကြည့်လိုက်အောက်မှာအဖြူလေးတွေပေါ်နေတယ်အဲဒီအလံလေးကိုနှိပ်လိုက်ပြီး move and transform ဝင် P1 ကျော် cycle ကို adjust နည်းနည်းလေးလုပ်လိုက်မပေါ်တော့အောင်လို့ โอเคဒီ line ရပြီပဲဖြစ်ပါတယ်ပြီးွားရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဟိုက character လေးတစ်ခုထည့်ကြည့်လိုက်မယ်เนาะကျွန်တော် character လေးတစ်ခုထည့်လိုက်မယ်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါโอเคပြီးွားရင်ကျွန်တော်ဒီအလံလေးနဲ့တက်တက်ကိုကျွန်တော်ချိန်လိုက်မယ်ဗောနော်ပုံစံလေးရပြီရသွားပြီဆိုရင်ကျွန်တော်ဒီကောင်လေးကို border shadow တက်ဝင်ပြီးတော့ shadow လေးကိုတစ်ချက်ဖြန့်ပေးလိုက်ပါအရေးပုံစံလေးထားလိုက်မယ်โอเคပြီးွားရင်ကျွန်တော်ဒီကောင်အရန်ရှည်တဲ့အတွက်ကြောင့်ကျွန်တော်ဒီလောက်မှာပဲကျွန်တော်ထားလိုက်မယ်ထားပြီးတော့ကျွန်တော်ဒီကောင်နှစ်ခုလုံးကျွန်တော်ဖြတ်လိုက်မယ်ဗောနော်ဒီတစ်ချက်ပြန်ကြည့်မယ် โอเคဒီပုံစံလေးရတယ်ရတယ်ဆိုရင်ကျွန်တော်ဒီကောင်လေးကို animation လေးတစ်ခုပေးမယ်โอเคကျွန်တော်ဒီ effect တွေကိုတစ်ချက်ဝင်လိုက်ပါ p1 at effect ကိုနှိပ်ပါကျွန်တော်တို့ p1 ရင်ဒီမှာ b e n d bam ဆိုပြီးတော့ရိုက်ချလိုက်ပါ p1 ကျွန်တော်ဒီမှာ standard setting လေးကိုတစ်ချက်နှိပ်လိုက်ပါ p1 ရင်ကျွန်တော်ဒီ angle နေရာမှာကျွန်တော် keyframe တစ်ခုချလိုက်เนาะအဲ့မှာကျွန်တော်တို့ဒီ7.2လောက်ကိုတစ်ချက်ပေးလိုက်မယ် ပြီးရင်ကျတော့အဆုံးသွားအဆုံးသွားပြီးတော့သူကဆန်းဂျပန် -7.2 လောက်ကိုတစ်ချက်ပေးလိုက်မယ်။ Okay ပြီးရင်ကျတော့ Greg လေးကိုရွေးလိုက်မယ်။ရွေးပြီးရင်ကျတော့ဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးရင်ကျတော့ဒီတတရမြောက်ဟာလေးကိုနှိပ်ပြီးတော့ကျတော့ကိုလိုချင်တဲ့ချိန်လုံးလောက်ကိုဆွဲချဲ့လိုက်မယ်။ Okay ဒီတိုင်းလေးရပါပြီ။ရပါပြီဆိုရင်ကျတော့အရှိလေးကိုပြန်သွားလိုက်ပါ။ Okay ပြီးရင်ကျတော့ပြန်ထွက်ပြီးတော့ကျတော့ stack ကိုတစ်ချက်နှိပ်လိုက်နော်။ stack နေရာမှာကျတော့ဒီ90လောက်ကိုပေးကြည့်လိုက်မယ်။ Okay ပြန် play ကြည့်အောင်။ โอเคဒီတိုင်းလေးကောင်းလှုပ်တဲ့ပုံစံလေးရသွားပါပြီโอเคဒါဆိုရင်ကျွန်တော် animation တစ်ခုလုံးရသွားပြီဆိုရင်ကျွန်တော် character လေးကကျွန်တော်တို့အောက်ကနေပြီးတော့အပေါ်တက်လာတဲ့ပုံစံလေးလုပ်မယ်โอเคကျော်ဒီတိုင်းလေးသွားမယ် key frame တစ်ခုချပြီးပထမ key frame ကိုလာလာပြီးတော့ကျော်ဒီအောက်ကိုဆွဲချလိုက်မယ် Okay ပြီးတော့ကျော် crack လေးကိုတော့ဒီ easy in insert လေးပဲတစ်ချက်ထည့်လိုက်မယ် Okay ပြန် play ကြည့်အောင် Okay ဒီပုံစံလေးရောက်သွားပြီပဲဖြစ်ပါတယ် โอเคဒါဆိုရင်အဆင်ပြေပါတယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ export လေးကိုတစ်ချက်နှိပ်လိုက်မယ်เนาะကျွန်တော် export လေးကိုတစ်ချက်နှိပ်လိုက်မယ်ကျွန်တော် export ထုတ်လိုက်မယ်ဗောနော်โอเคဒါဆိုရင် save လေးကိုနှိပ်လိုက်ရင်ပြီးသွားပါပြီကျွန်တော်အခုပြောပြလိုက်တဲ့ဒီလုံနည်းနှစ်မျိုးကအသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်နောက်တဲ့ဗီဒီယိုမှာလည်းအရင်အသုံးဝင်တဲ့ဒီ documentary editing style ကိုကျွန်တော်ဆက်လက်တင်ပြပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပေးထားဖို့ကျွန်တော်ကမေတ္တာရက်ခံနေပါတယ်